ပခုတ်ကူသွားပြီးတော့စာဝါကြီးလိုက်ဖို့ဆိုပြီးတော့ဒီလိုညွှန်ကြားပါတယ်ပထမကြီးတန်းကတော့ဘာဖြစ်ဖြစ်ကိုကလည်းပဲပြီးအောင်ဖြေလိုက်ပြီဆိုတော့ဒီနေ့ဂျိမ်းနေအောင်ပြီပေါ့နော်တမအောင်ပြီဖြစ်တဲ့အတွက်ဓမ္မစရိယာတန်းကြရင်အထောက်ကူဖြစ်အောင်ဆိုပြီးတော့ပခုတ်ကူကိုဒီစာသွားပြီးတော့လိုက်ဖို့ဒီလိုညွှန်ကြားပါတယ်အဲ့လိုညွှန်ကြားထားတဲ့အချိန်ပေါ့ဒီပြီးတော့လည်းပဲပခုတ်ကူကိုသွားဖို့ရင်ဆင်နေတဲ့အချိန်မှာပဲဒီစာမီးဝဲရဲ့ အမှတ်စင်းတချို့ကိုသိရတာပေါ့နော်တင်ပါပြန်အဲအောင်စင်းကတော့မထက်သေးဘူးမှန်ပါဖာမီဝဲအောင်စင်းကမထက်သေးဘူးအဲ့ဒီတုန်းကအစိုးရဆောင်ဘွယ်အောင်စင်းကဝါဇူဦးလောက်မှထွက်တာမှန်ပါဗျာဝါဇူဦးလောက်မှထွက်တာဒီလိုပခုတ်ကူသွားဖို့ပြင်းစင်နေတဲ့အချိန်ကဒီကဆုံလားလောက်ပဲရှိသေးတယ်ဆိုတော့လေဖာမီဝဲအောင်စင်းမထွက်သေးဘူးသို့တော်လည်းပဲအမှတ်စင်းတချို့ကိုသိရတာပေါ့နော်တင်ပါအမှတ်စင်းတချို့ကိုသိရတဲ့အခါမှာဒီအံ့ဩစရာကောင်းလောက်အောင်ပေါ့ကိုမျောမှန်းထားတာနဲ့ဟိုကဖြစ်လာတာနဲ့ လုံးဝလွဲချော်သွားတာကတော့ဒီပထမကြီးတန်းရဲ့နောက်ဆုံးဘာသာဖြစ်တဲ့ဘာသာပြန်ပေါ့ဒီမှာဘာသာပြန်ဘာသာဆိုတာအင်္ဂုတ္တုအင်္ဂုတ္တုမှာအဲအင်္ဂုတ္တုဘာသာပြန်လို့ခေါ်တဲ့ဘာသာမှာဒီလိုတို့ပါဠိဘာသာနဲ့ဖြေတဲ့အခါကျတော့သူကအခက်အခဲအများကြီးကြုံရတာပေါ့နော်မှန်ပါဗျာအင်္ဂုတ္တုမှာကမေးတဲ့ပုံစံကတော့ဆယ်ပုံမေးတယ်ဆိုလို့ရှိရင်သူကဟိုပါဠိတွေပါဠိတွေကတော့ပါဠိတော်ထဲမှာအင်္ဂုတ္တုပါဠိတော်ထဲမှာပါတဲ့ပါဠိတွေကို ထုတ်ပေးပြီးတော့မြန်မာလိုပြန်ထုတ်ခိုင်းတယ်အဲ့ဒါက၅ဘုတ်ဒီမှာနောက်တစ်ခါသူတို့နှစ်သက်တဲ့နေရာလေးတွေမြန်မာပြန်လေးတွေရေးပြီးတော့အဲ့ဒီမြန်မာကို ပါဠိလိုပါဠိပြန်စီပါဆိုတာက၅ဘုတ်ပေါ့ဒီမှာ10ဘုတ်မေးတယ်ပေါ့နော်ဒီမှာဗျာ10ဘုတ်မေးတော့ဒီလိုတို့ပါဠိဘာသာနဲ့ဖြေတဲ့ပုံကများကဒီမြန်မာဘာသာကိုပါဠိပြန်စီရတာတော့မခက်ဘူးပေါ့ကိုကပါဠိကြီးကြက်မှတ်ထားပြီဆိုလို့ရှိရင်ဒီပါဠိတော်အတိုင်းလိုလို့ ရေးလို့ရပါတယ်ကျွမ်းကျင်တာအဲ့ဒါမခက်ဘူးပေါ့နော်မှန်ပါဗျာခက်တာကဒီဟိုတင်းပေါ့ပါဠိကိုမြန်မာပြန်တဲ့နေရာဟုတ်ပါဠိကိုမြန်မာပြန်တဲ့နေရာကြတော့တို့တို့မြန်မာလိုပဲဆိုရင် तू ကလွဲတယ်မှန်ပါဗျာဒီပါဠိကြီးကိုလည်းပဲဟိုတင်းပေါ့လေသူ့ရဲ့သဘောအဓိပ္ပာယ်တွေကိုလေ့လာထားတဲ့အခါကျတော့ဖြေရတာလွယ်တယ်ပေါ့အခုကမြန်မာလိုမဟုတ်ဘဲနဲ့ပါဠိဘာသာနဲ့ဖြေရတာဖြစ်တဲ့အတွက်ပါဠိကိုမြန်မာပြန်တဲ့အခါကျတော့မြန်မာလိုရေးလို့မရတော့ဘူးဘာဒီလို့ ပါဠိလိုပြန်ရေးရတာဒီမှာဗျာပါဠိလိုပြန်ရေးရတဲ့အခါမှာဒီတခြားလုံးပေါ့ဟိုပထမလက်တန်းတုန်းကလည်းဒီလိုပဲဖြေခဲ့တယ်ပထမကြီးတန်းရဲ့ပထမတင်မှာလည်းဒီလိုပဲဖြေခဲ့တယ်အခုဒုတိယနှစ်ဒီလိုပဲကျောင်းအစမ်းစာမေးပွဲဒီတခြားစာမေးပွဲတွေမှာဒီတိုင်းပဲဖြေခဲ့တာပေါ့လေအကုန်လုံးလိုလိုရှင်းပြခဲ့ပါတယ်ဒီမှာအဲ့တော့အစိုးရကျင်းပတဲ့စာမေးပွဲမှာအကြမ်းမှာအဆင်မပြေခင်တော့အဲ့ဒီအဲပါဠိကို မြန်မာပြန်ခိုင်းတဲ့ပု္ပ္ပာ၅ဘုတ်ပေါ့ပု္ပ္ပာ၅ဘုတ်ဒီပြီးတော့ကဒီပါဠိလိုပဲပြန်ပြီးတော့ရေးရတယ်ပေါ့နော်ပါဠိဘာသာနဲ့ဖြေတာဖြစ်တဲ့အတွက်မြန်မာလိုရေးလို့မရတော့ပါဠိလိုရေးရတယ်အဲဒီပါဠိလိုရေးတဲ့အပုတ်များမှာဒီအမှတ်ကတော်တော်ကိုညော့သွားတယ်အော်အမှတ်တော်တော်ကိုညော့သွားတယ်အဲတော့ဒီဘာသာပြန်လို့ခေါ်တဲ့အင်္ဂုတ္တဘာသာနောက်ဆုံးဘာသာကိုဒီအမှတ်များများ ညှော်မှန်းထားကြတာပဲများတယ်ပေါ့ဒီနိုင်ငံလုံးဒီနိုင်ငံလုံးခုံသူရခြင်းတဲ့ပုံကောအားလုံးသောတန်တာတွေအဲ့မြန်မာအဲအဲ့ဒီဘာသာကိုအမှတ်များများမှန်းထားကြတာအင်္ဂုတ္တရမှန်းမြော်လေးဒီနိုင်ငံလုံးပထမဒုတိယတတိယစသည်ခုံသူမှန်းတဲ့ပုံကောများကအဲ့ဒီအင်္ဂုတ္တရကိုအမှတ်များများဒီလိုမှန်းထားကြတာပေါ့မှန်ပါမှန်ပြီးတော့ကြိုးစားထားကြတယ်အဲ့တော့ဒီလိုကိုယ်တိုင်လည်းပဲဒီလိုညှော်မှန်းခဲ့တာပေါ့နော်ညမှန်းခဲ့တယ်ကြိုးလဲကြိုးစားခဲ့တယ်သို့တော်လည်းပဲစာမီဝဲဖြည့်ဆိုတဲ့အခါကျတော့ဟို ဘောင်သိပ်မဝင်ဘူးလို့ဒီလိုဟိုသူတို့သတ်မှတ်လို့လာတော့မသိဘူးအဲတော့ခြေဘုတ်ဖြေတဲ့နေရာမှာသူတို့တို့မြန်မာကိုပါဠိပြန်စီရတဲ့ငါးဘုတ်ကအမှတ်ပြရတယ်တမအမှတ်50တမကိုယ်ကပါဠိကိုမြန်မာပြန်ခိုင်းတဲ့ငါးဘုတ်မှာကြာတော့တဘုတ်ကိုတမှတ်ပဲရတယ်ဟာတဘုတ်ကိုတမှတ်ပဲရတော့ငါးမှတ်ပဲရငါးမှတ်ပဲရတော့ပေါင်းလိုက်တော့55မှတ်ပဲဟောအဲ့ဒီမှာ အဲဆရာသမားကတတော်ကိုစိတ်ပြတ်သွားတာပေါ့နော်အေးဆရာသား तू ကဒီတနိုင်ငံလုံးဂုံဒူးဆိုပြီးတော့ဒီလိုမှန်နေတာတင်မှန်ပါအဲမှန်ထားပြီးတော့ဒါဖြေခိုင်းလိုက်တာပေါ့လေအဲအဲ့ဒီဘာသာပြန်မှာအမှတ်ယူရမှာကိုတင်မှန်အဲအမှတ်ယူရမယ့်ဘာသာမှာအမှတ်ကတအားနည်းသွားတယ်ဘယ်လိုကြောင့်လဲခင်ဗျာဘယ်လိုကြောင့်လဲဆိုတာတော့ဒီလိုသိချာမသိရဘူးဒါပေမဲ့လို့ဒီလိုတို့ဖြေခဲ့တာကတော့အဲအဲ့ဒီအတိုင်းပဲဖြေခဲ့တာတင်မှန် ရင်အရင်စာမီပွဲတွေမှာလည်းဒီတိုင်းပဲဖြစ်ခဲ့တယ်တမပထမလတန်းဖြစ်ခဲ့ဘူးလေပထမကြီးတန်းရင်ပထမနှစ်ဖြစ်ခဲ့ဘူးလေအဲ့ဒီပထမကြီးတန်းပထမနှစ်မှာဆိုရင်ဒီလိုလိုညောင်တုံးမျိုးကသူ့ထမပရိယတ်တိပထမပြန်စာမီပွဲတို့ပါတို့စတဲ့ဒီဆောင်ပွဲတွေလည်းလိုက်ပြီးတော့ဖြစ်ခဲ့ပြီးတော့ဒီတိုင်းပဲဖြစ်ခဲ့တာမှန်ပါဗျာအကုန်လုံးအောင်ခဲ့တာပဲတမပထမကုံဒူးတွေပါတွေရပြီးတော့ဒီလိုအောင်ခဲ့တာအမှတ်တွေရခဲ့တယ်ပေါ့နော် အစိုးရစာမှုရွက်မှာကြာမှာအဲ့ဒီလိုဖြစ်တယ်ဆိုတော့ဒါကတော့ဟိုစာစစ်တဲ့ပုံကူများရဲ့သဘောဆန္ဒအတိုင်းလို့ဒီလိုယူဆရပါတယ်။အင်းဒါတပီတော့တို့ကတော့ဒီတိုင်းပဲပေါ့။ဖြေနိုင်ပါရဲ့ကဲနဲ့မရဘူးဖြစ်သွားတာပေါ့။အဲအဲ့ဒီလိုပဲပြောရမှာပေါ့။တင်ပါဗျာ။အဲ့တော့ပါဠိဘာသာနဲ့ဖြေတဲ့ပုံကူကဒီလိုဖြေရမယ်ဆိုတဲ့အဲအဲ့ဒီပုံစံလေးရှိတယ်လေ။တင်ပါ။အဲ့ဒီပုံစံလေးတွေအတိုင်းဒီလိုဖြေခဲ့တာ။ဒီကြတာပြီမယ်လို့စာစစ်တဲ့ပုံကများကသဘောမကျတဲ့အခါကျတော့အမှတ်မပေးတာပေါ့တင်ပါ အမှတ်မပြီးတော့ကိုဘက်က၅ဘုတ်ကအမှတ်90အပြည့်ရတယ်ဒီဘက်က၅ဘုတ်ကြာတော့တဘုတ်ကိုတမှတ်ပဲရတော့တယ်ဩငါဘုတ်ကို၅မှတ်ဆိုတော့အားလုံးပေါ့55မှတ်အဲ့တော့ဒါအမှတ်90 100လောက်ရရမယ်ပါလာမှာအမှတ်55မှတ်ပဲရတယ်ဆိုတော့တော်တော်ကြီးကိုနေတာလေတမတမတော်တော်ကြီးနေသွားတော့ဒါဘယ်လိုမှဂုံဒူမရနိုင်တော့ဘူးလို့ဒီလိုကိုထင်လိုက်တာပေါ့ သာသမားကလည်းအဲ့ဒီလိုပဲထင်တယ်တပီတော့ကိုယ်တိုင်လည်းပဲအဲ့လိုပဲထင်တယ်အကြီးတန်းလားအလတ်တန်းလားပေါ့အကြီးတန်းအကြီးတန်းပါအေးအကြီးတန်းဒုတိယနှစ်ပေါ့နော်တင်ပါတင်ပါအဲ့ဒီလိုဖြစ်ပြီးတော့ဒါအောင်လာတော့ဘယ်လိုဖြစ်ဖြစ်အောင်ပြီဆိုပြီးတော့ပခုတ်ကိုသွားလိုက်တာပေါ့ဗျာတင်ပါပခုတ်ကိုသွားပြီးတော့ဟိုမှာစာဝါကြီးတွေလိုက်နေပြီအဲစာဝါကြီးတွေလိုက်နေပြီးတော့အဲ့ဒီဝါဆိုဥကြတော့မှစာမေးဝဲအောင်စင်းထွက်လာတာပေါ့နော်တင်ပါအောင်စင်းထွက်လာတဲ့အခါကျတော့အဲ့ဒါတတိယကုန်တို့ရပါတယ်ဩတနိုင်ငံလုံးတတိယရတယ် ဒါအဲဒီဘာလာပြန်ဆိုတဲ့ဘာလာမှာ55မှတ်ပဲရတာကိုပဲတနင်္ဂနွေတတိယဆိုတော့လေဒီမှာဘာပဲဖြစ်ဖြစ်တော့သိမဆိုးဘူးလို့ပဲပြောရမှာနှစ်သိမ့်ရတယ်ပေါ့ဒီမှာဒီမှာဒီမှာအဲတော့အဲ့ဒီမှာဒီလိုပထမကြီးတန်းပေါ့လေဒီလိုနဲ့အတူတူအောင်တာပထမရောရတာပထမကြီးတန်းပထမဂုံတူပေါ့ပထမရောရတာဘုံအချက်ကတယောက်ကျော်อ่ะအဲပထမရောကအခုသာသနာရေးဦးစီးဌာနမှာဟိုရင်းလုပ်နေတယ်ပေါ့ အရာရှိဖြစ်နေပါပြီဒီမှာအဲဒီနိုင်ငံတော်အခမ်းအနားတွေဘာတွေမှာဆိုရင်အခမ်းအနားမှုလုပ်နေတယ်ဥဒ္ဓရဩော်ဒီမှာဥဒ္ဓရပေါ့နော်ဒီမှာအဲ့တော့အဲ့တော့သူ့ဘွယ်အတူအဲ့ဒီတော့ဟာအရှင်သူရိယဟောသူရိယသူရိယကိုတော့ဝေပကိုသာသနာ့မန္တန်ရဩသဘောသာသနာ့မန္တန်ရှင်သူရိယဆိုသူကပထမကျော်ပေါ့နော်မှန်ပါဗျာအမှန်အများဆုံးနဲ့သူကပထမကျော်ရတယ်ပြီးတော့ဒုတိယပုဂ္ဂိုလ်ကအခုမန္တလေးဟိုတယ်ပေါ့အောင်ချမ်းသာ စာတင်လိုက်တာဒီလိုတရားဒီကဝတ္တံတကာဒီမှာဩနောက်အစိုးရဓမ္မစရိယာတန်းမှာအေကမဟာအကျော်ဩရခဲ့တဲ့အဲဥပေတရာလင်္ကာရမာနိဒီမှာဗျာအောင်ချမ်းသာဆရာတော်ဒီဝဒုတိယအဲတပည့်တော်ကတတိယပေါ့အဲ့ဒီလိုရပြီးတော့ဒါအကြီးတန်းအောင်အကြီးတန်းအောင်ပြီးတော့ပကုတ်ကူမှာစာလိုက်ပေါ့လေစာလိုက်တော့အဲ့ဒီပကုတ်ကူမှာနေတဲ့ဒုတိယမြောက်နှစ်ပြီးတော့16နှစ်သားအရွယ်မှာ မေတော်ကြီးဆုံးတယ်မှန်ကမေတော်ကြီးဆုံးပြီးတော့အဲ့ဒီနှစ်ຫນွေကြတော့ပြီးတော့အင်းစိန်ပါမပရိယတိစာတင်လိုက်ကိုပြန်လာခဲ့ပါတယ်ပြန်လာခဲ့ဆိုတော့ပခုတ်မှာကြတော့ဘုမောကရှေ့တောင်တိုင်းမြောက်တိုင်းလာဘလို့ရှိတယ်လေအလေတိုင်းဟောအလေတိုင်းကိုအလေတိုင်းပါတော့အဲ့တော့ဆရာတော်ဘုရားကြီးဘုရားဘုမောကိုလေ့ကျင့်တည်ကြံပေးတယ်အဲပခုတ်ကူအလေတိုင်းကတော့ဆရာတော်ကြီး ဗราณနာယကဆရာတော်ကြီးရဆရာတော်ဥပန္တိတာပြီးဝန်သားဒီမှာဗျာဒီတစ္ဆာမဟာရထဂုရုပါနော်ဒီမှာဗျာနောက်တိုက်ရုပ်ဆရာတော်များဆရာတော်ဥဒူရိယရောအဲဆရာတော်ဥဒူရိယကြောင်းပါတပြီးတော့အခုကဆရာတော်ကြီးရှိသေးလားဘုံအခုမရှိကြတော့ပါတပားမရှိတော့မရှိတော့ဟုတ်ကဲ့ဒီမှာလေလိုက်မှာနော်လေလိုက်ဒီမှာဗျာဒီမှာဗျာပခုတ်ကူလေလိုက်ရှိပါဒီမှာဒီမှာအဲဒီမှာနှစ်နှစ်ကြာခဲ့တယ်မှန်ပါဗျာပခုတ်ကူနီးနဲ့သာဝကြီးများလိုက်ခဲ့တာနှစ်နှစ်ပေါ့ဩနှစ်နှစ်ကြာပြီးတဲ့အခါကျတော့ ဟိုခမဲတော်ကြီးလည်းဆုံးသွားပြီဆိုတဲ့အခါကျဆရာသမားကပဲပြန်ပြီးတော့ခေါ်လိုက်တာပေါ့နော်ဟိုမိသားစုနဲ့ညီညင်သာနာဖြစ်အောင်ပေါ့ဗျာတင်ပါတင်ပါရောရောအဒီအောက်ပြီးအောက်ရွာကဆိုတော့ဒီပခုတ်ကူနဲ့ဆိုနည်းနည်းဝေးနေတာပေါ့နော်နေတာပေါ့တင်ပါဗျာအဲ့ခက်ကလည်းအသွာလာခက်တာဟုတ်အသွာလာခက်တယ်ဟုတ်တယ်တင်ပါဗျာတင်ပါအဲ့တော့နီးအောင်ဆိုပြီးပြန်ခေါ်လိုက်တော့အင်းစိန်ရွာမှာပရိယတိစာသင်တိုင်းကိုပြန်ပြီးတော့ရောက်ပါလေရောက်ပြီးတော့မှဒီဓမ္မစရိယာတန်းစာဝါးတွေကိုအဲ့မှာစပြီးတော့လိုက်တာပေါ့နော် မာသရိယမြန်စာဝါစာလာယူပြီးတော့1345ခုနှစ်ဖြစ်ပြီး1345ခုနှစ်မှာကြတော့ဒီတော့အသက်ကလည်း20ပြည့်တော့ဒီမှာဒေါ်လာမှာညဉ့်ညံ9000တိုက်ကိုပါရောက်ပြီးတော့ရဟန်းခံနေပါတယ်အဲရဟန်းခံနေတယ်အဲညဉ့်ညံ